Vincent Van Gogh ရဲ့ Starry Night ဆိုတဲ့ကဘာတဲကိုရောက်ဖူးကြလား Starry Night ဆိုတဲ့ပကြီကားဘာကြောင့်ထူးထူးခြားခြားနဲ့ကဘာကျော်နေရတာလဲဒီလိုထူးထူးခြားခြားပကြီကားတွေရှိပြီးအမှုပညာလက်ရမြောက်တဲ့စိုင်လေးဒီဇိုင်းကိုရောရောက်ဖူးကြလားမင်္ဂလာပါကျွန်တော်အခုရောက်နေတာကတော့ဒါ Starry Egg Cafe ပေါ့နော်ကဖေးဆိုင်ဆိုတာတည်းဒီဟာလေးကအမှုပညာပြကန်းလေးတစ်ခုလို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်။ဒါဖြစ်လို့လဲဆိုတော့ဒီခဲကိုဝင်သွားလိုက်တာနဲ့ကျွန်တော်တို့ ကောင်းကင်ပြပြကြီးရဲ့အောက်မှာပေါ့နော် ကြဲရောင်လားရောင်တွေအစုံလင်နဲ့ဒါအဲ့လိုခန်းစားချက်မျိုးဟိုရပြီတယ်ပေါ့နော်ဟိုအထဲမှာဘလူးမျိုးလေးတွေရှိရဲဆိုတာကိုလိုက်ကြည့်ပေးပါအောင်ကျွန်တော်ရဲ့တူတူโอเคခยีဆိုတာနေရာတိတွေစီရောက်ဘူးမှမဟုတ်ဘူးเนาะတခါတလေမျိုးတွေကပဲကိုယ့်ရဲ့စိတ်ကူးတွေနဲ့ကဘာတိတစ်ခုကိုဖန်တီးနိုင်တဲ့နေရာလေးတွေကလည်းစိတ်အပန်းဖြစ်စေတဲ့ခยีတစ်ခေါက်လိုပါပဲ ီနေ့တော့လူငယ်တွေအတွက်အိမ်မက်တွေအမှုပညာတွေနဲ့ဖန်တီးထားတဲ့ Study at Cafe လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ဒီနေရာလေးကတော့အခြားဘဲကဖေးနဲ့မှမတူပဲကိုယ့်ကိုအိမ်မက်ကဘာလေးကိုခေါ်ဆောင်သွားသလိုမျိုးခံစားရမှာပါ။ Study at Cafe ရဲ့အဓိကဆွဲဆောင်မှုကတော့ကဘာကျော်ပကြီးဆရာကြီးဖြစ်တဲ့ Vincent Van Gogh ရဲ့လက်ရာတွေနဲ့နာမည်ကျော် Story Night ပကြီးကားကိုအခြေခံပြီးဖန်တီးထားတာပဲဖြစ်ပါတယ်။နာမည်ကျော် Story Night ရဲ့ Jerry Larry နဲ့ပြည့်နေတဲ့ကောင်းကင်ကြီးအောက်ကိုရောက်သွားသလိုမျိုး 180ဒီဂရီ mapping project ကြီးနဲ့ခန်းစားရမှာပါ။ကောင်းငင်ကြီးကကိုပပတ်လှယ်မှာလှုပ်ရှားနေတယ်လို့မျိုးဂျယ်ရီကကိုအပေါ်ကြောက်တယ်လို့မျိုးထူးခြားတဲ့ခန်းစားချက်ကိုပြီးစွမ်းနိုင်တာကတော့တကယ်ကိုရင်သက်ရှူမိုးစရာကောင်းပါတယ်။ဓာတ်ပုံရိုက်ချင်တဲ့သူတွေအေးအေးဆေးဆေးနဲ့ကော်ဖီတောင်းရင်းစိတ်ကူးရင်ကျင်တဲ့သူတွေအတွက်ကတော့အကြိုက်တွေ့စေမဲ့နေရာကောင်းလေးတစ်ခုပါ။ ဒီကဖေးလေးကတော့အပေါ်တန်းနဲ့အောက်ထပ်နှစ်သက်ရှိပါတယ်။အောက်ထပ်မှာဆိုရင်တော့ကောင်းကင်ကြီးအောက်မှာထိုင်ပြီးအေးအေးဆေးဆေးလေးကော်ဖီလေးတောက်ကိတ်မုတ်လေးစားရင်အနားယူအပန်းဖြေလို့ရပါတယ်။ဒါ့အပြင်အထူးခြားဆုံးကတော့ကိုစားမဲ့ကိတ်မုတ်လေးတွေကိုကိုကြိုက်သလိုကာလာအစုံခရင်လေးတွေနဲ့ဖန်တီးပြီးအလှဆင်လို့လည်းရပါတယ်။ကိုစီကြိုက်ဒီဇိုင်းလေးတွေရေးဆွဲပြီးအရသာရှိရွယ်ကိတ်မုတ်လေးတွေကိုမြည်းဆန်းရတာတကယ်ကိုပျော်စရာကောင်းတဲ့အတွေ့အကြုံလေးတစ်ခုပါပဲ။ အပေါ်တက်မှာဆိုရင်တော့ဒီတက်ပို့ပြီးတော့ AACC နဲ့အမှုပညာဖန်တီးကျင်သူတွေအတွက်စိတ်ပန်းဖြစ်ကျင်သူတွေအတွက်အကောင်းဆုံးပါပဲ DIY ပစ္စည်းလေးတွေနဲ့ကိုယ်တိုင်ဖန်တီးလို့ရတယ်လို့ပကြီးဆွဲကျင်တဲ့သူတွေအတွက်လည်းလိုအပ်တဲ့ပစ္စည်းလေးတွေအစုံအလင်ကိုပြင်ဆင်ပေးထားပါတယ်ကိုယ်ပိုင်အမှုပညာလက်ရာတွေကိုဖန်တီးရင် စိတ်ကိုလွတ်လပ်ပေါ်ပါစွာအနားယူအပန်းဖြေလို့ရတဲ့နေရာလေးပါစောင်းလေးတအုပ်နဲ့ AC ထိုင်ဖက်နေရင်တောင်ဒီနေရာလေးကကိုယ့်ရဲ့စိတ်ကိုအမှုပညာရသားတွေနဲ့ဖြည့်ဆည်းပေးနိုင်ပါပါ Starry App ကိုတငယ်ချင်းတွေနဲ့စကားပြောရင်းအပန်းဖြေခြင်းလိုပဲဖြစ်ဖြစ်ချစ်ရသူတွေနဲ့ romantic တက်ကလေးလုပ်ဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုတယောက်တည်းကိုဘာသာကိုအမှုပညာတွေဖန်တီးရင်းအချိန်ဖြုန်းမှုအတွက်အကောင်းဆုံးနေရာလေးပါ Bench 9ရဲ့ကဘာတဲကိုကိုနိုင်ရောက်သွားတယ်လို့မျိုးခန်းစားချက်မျိုးကိုပြီးစွမ်းနိုင်တဲ့ဒီနေရာလေးကတော့တကယ်ကိုရှားပါးနေရာလေးပါမျိုးရဲကနေခဏတာခီးထွက်ခြင်းတဲ့လူငယ်တွေအတွက် Study at Cafe လေးကတကယ်ကိုသွားလည်သိတဲ့နေရာလေးတစ်ခုပါ ကျွန်တော်ရဲ့ description မှာဒီဆိုင်ရဲ့ location လေးကိုထည့်ပေးထားပါမယ် နောက်ထပ်ဗီဒီယိုအစ်စ်တွေကိုထပ်မံသင်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရပ်ခံကြပါရစေခင်ဗျာကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ